ပတ်ဆိုင်ရမယ့် project တွေ Binance မှာခဏခဏလာနေပါတယ်။ဒီတစ်ခေါက်မှာလည်း Binance Launch ပူပေါင်းနေပြီးတော့ Wallet Corner ရဲ့ WCD token ကို airdrop ပေးထားပါတယ်။ဒီဟာက Binance Launch ပူရဲ့68ခုမြောက် project ဖြစ်ပါတယ်။တက်မှတ်ထားတဲ့ရဲ့အတွင်း BFB, FTUSD နဲ့ USDC တွေကို love love ထားမယ်ဆိုလို့ရှိရင် WCD token တွေကိုအချိုးအကျရမှာဖြစ်ပါတယ်။ Wallet Corner ကဘယ်လို project မျိုးလဲ Wallet Corner ဆိုတာကနမိတ်အတိုင်းပဲ wallet တွေချိတ်ရလွယ်ကူစေတဲ့ project ဖြစ်ပါတယ် crypto wallet တွေနဲ့ dapp decentralized app တွေကိုထိစပ်ပေးရဲ့အတော်တကူအသုံးပြုနိုင်တဲ့နည်းပညာပါဥပမာအခုမှ trust wallet တစ်ခုရှိရဒါပေမဲ့ uniswap မှာအသုံးပြုချင်တယ်ဒါဆို wallet corner ကဒီနှစ်ခုကို qr code scan တစ်ချက်တည်းဖတ်ယုံနဲ့ထိစပ်ပေးနိုင်တဲ့ကြောက်ခတ်တစ်ခုဖြစ်ပါတယ် WCT ကဗမာအသုံးပဲလေနံပါတ်1 Now what you say fees ပုံစံကနေနဲ့သုံးရရယ် Wallet Connect ကိုအသုံးပြုရဲ့ DApp Service တစ်ပလက်ဖောင်းတွေကနေပြီးတော့ချိန်ဆက်ဖို့ပြုလုပ်ရခြင်းလို့ရှိရင် WCT တုကန်ကိုသုံးစွက်က fees အနေနဲ့ပေးရပါတယ်နမနဲ့ governance မဲပေးပိုင်ခွင့် WCT တုတ်ကန်ခိုင်ထားတဲ့သူတွေက wallet connect ရဲ့အနာဂတ်ဆုံးဖြတ်ချက်တွေမှာမဲပေးခွင့်ရှိပါတယ်။ protocol မြင့်တဲ့ကျန်လား fees ကပုံကောင်းစင်လား community fund ကိုဘယ်လိုတုံးချမလဲ။ ဒီလိုအရေးကြီးတဲ့ဆောင်ဖြတ်ချက်တွေမှာပါဝင်ခွင့်ရဖို့ WCD တုတ်ခန့်ကိုပမာဏတစ်ခုခြင်ထားဖို့လိုပါတယ်။နံပါတ်3ကတော့ staking အတူရဖို့ပတ်စံပေးထားခြင်းမှာအနာဂတ်မှာ wallet ကနေ mass staking နည်းပညာထည့်သွင်းလာနိုင်ပါတယ်။ဥပမာ WCD ကို follow ထားပြီးတော့ reward အနေနဲ့ပြန်ရဖို့ staking လုပ်နိုင်ပါတယ်။နံပါတ်၄ကတော့ incentivization reward ဆိုချအကျိုးခံစာခွင့်မှာ DApp တွေက user rate ကို WCD နဲ့ bounty airdrop ပေးနိုင်ပါတယ် ဖန်တီဆိုရာဥပမာဒီ project မှာဘာတကူးကူမှားနေလဲဆိုတာကိုတေချာရှာပေးပြီးရော report ပေးရဆိုလို့ရှိရင်เนาะစုပြန်ချရတဲ့ပုံပါပဲဒါကို WCT နဲ့ပေးမှာဖြစ်ပါတယ် tokenomic tokenomic ကတော့စုစုပေါင်း token အရေအတွက်10 billion ရှိမှာဖြစ်ပါတယ်။အဲ့ဒီထဲမှာမှ launch pool လုပ်ထားတဲ့တွေကို supply ရဲ့4%ဖြစ်တဲ့40 million WCT rate ကိုဖွဲ့ပေးသွားမှာဖြစ်ပါတယ်။ Launch Boo Airdrop မှာပါခြင်းနဲ့ဆိုလို့ရှိရင်အရင်ဆုံးဖိုင်းနဲ့ app ထဲဝင်ပြီးတော့ Launch Boo ကို shopping ဝင်လိုက်ပါဒါဆိုလို့ရှိရင်တော့ WCD project ကိုမြင်မှလိမ့်မယ် WCD ရဖို့ log လုပ်ရမယ် accept 3ခုရှိပါတယ် BNB FTUSD နဲ့ USDC တို့ဖြစ်ပါတယ် BNB ကတော့ BNB ကို lock လုပ်ပြီးတော့ WCT ကိုရမှာပါအမြင့်အစော API အနေနဲ့အများဆုံးရနိုင်တာက DBNB pool ပဲဖြစ်ပါတယ်။နောက်ထပ်နှစ်ခုဖြစ်တဲ့ FTUSD နဲ့ USDC pool တွေကတော့ BNB pool လို့ reward ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ကိုစင်ပြေဟာဘူးရွှေပြီးတော့ထဲထားလို့ရပါတယ်။ Launch Boo Family အချိန် Saturday Love the Liam အချိန်ကတော့ April 17ရက်2020မှာမနက်6နာရီခွဲမြန်မာအချိန်မှာဖြစ်ပါတယ်။ပြီးဆုံးမဲ့အချိန်ကတော့ April 15 2025မနက်6နာရီခွဲမြန်မာအချိန်မှာဖြစ်ပါတယ်။ Binance မှာစပြီးတော့ရောင်းဝယ်ခွင့်ပေးမဲ့အချိန်ကတော့2025 April 15ရက်ည6:00ခွဲမြန်မာအချိန်မှာဖြစ်ပါတယ်။ project ရဲ့အဓိကအသုံးဝင်ပုံက crypto သမားတွေအတွက်အချိန်မကုန်လူမပင်ပန်းစေပဲနဲ့ငွေလဲနိုင်တဲ့ပုံစံရော utility ကတော့မဆိုးပါဘူး supply 1 billion ကတော့ညတဲ့အထင်မှပါပါတယ် project blog ကောင်းလဲလူကြိုက်များလဲပေါ်မှုတည်ပြီးတော့ WCT ရဲ့တံပိုးကတောင်းလဲမှာဖြစ်ပါတယ်စိတ်ဝင်စားရဆိုလို့ရှိရင်တော့ launch boom မှာသွားပြီးတော့ log out ထားလို့ရပါတယ်အာ BNB တွေဝယ်ထင်တဲ့ဆိုလို့ရှိရင်တော့ဒီ link ကနေပြီးတော့သွားဝယ်လို့ရတယ်ဒီ video ရဲ့ description မှာလဲ link ကြီးချပေးထားမယ်ပေါ့နော် ပြီးတော့ finance ကဲ PME coin တွေကလေဒီလိုမျိုး passive income ပဲရှာလို့ရတာမဟုတ်ဘူး spot to margin တို့ trading လုပ်တဲ့အချိန်မှာ finance PME သုံးပြီးတော့ trading fees ပေးမယ်ဆိုရင်25%အမှာ discount ထပ်ရတယ် အဲ့ဒါက crypto market ကုန်းနဲ့ဖွင့်ထားလို့20% discount ထည့်ရတာနဲ့မဆိုင်အောင်တော့သူတက်တက်ထည့်ရတာ။ So ပြောရလို့ရှိရင်ဒီ future trading fees မှာကကြတော့ဒီ10%ထည့်ရတယ်။ဆိုတော့ပြောစင်တာက BME holder တွေဆိုလို့ရှိရင် Binance ပေါ်မှာ passive income ရှာလို့ရတဲ့ project တွေ proof တွေအများကြီးရှိရယ်။အာပြီးတော့ဒီလိုမျိုးတက်တက်ရတက်တာကြောင်းနေလည်းအများကြီးရှိရယ်ပေါ့နော်။ကိုက triple သုံးပြီးတော့ passive income ရှာဖို့စိတ်ဝင်စားရတဲ့သူဆိုလို့ရှိရင်ဒီလိုမျိုး finance ကဖီချာတွေကိုလိုက်ပြီးလေ့လာထားလို့ရတယ် ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ crypto မိတ်ပါနောက်ဗီဒီယိုမှာပြန်လေးကြပါ